ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တပြေ Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုချိုးဆိုလိုက်ပါရစေ။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာမောင်မျိုးမိုင်းတန်ရင်ရေးသားထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ဇက်ခုံဘုံကတက်စိဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။ဒီဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာညီမတို့ရဲ့တပြေ Audio Book Channel လေးကို Like and Subscribe လေးနှိပ်ပြီးတော့အဆုံးထိအားပေးသွားကြပါဦးနော်။မူလက ငါးညကဖို့စာချုပ်ချုပ်ထားပေမဲ့လည်းပြုံးစားကြီးဖြစ်ပေါ်လာတဲ့အရေးပေါ်အခြေအနေတရကြောင့်ကျွန်တော်တို့ကဇက်ကိုသုံးညနဲ့နာပြီးဖြစ်လာတဲ့ကိစ္စကိုပြီးပြတ်အောင်ဆောင်ရွက်ရတော့ရင်ဖြစ်ပေါ်ဟာဒီလိုကျွန်တော်တို့ဇက်ဘွဲရဲ့နာမည်ကစိန်ချစ်မြိုင်ကတဲ့ဇက်ဘွဲဖြစ်တဲ့တရားဌာနကရန်ကုန်ကအခုစိုက်ဒီပနီဖျားဘွဲမှာငါးညစာချုပ်ပြီးသုံးညမြောက်ကနေစင်ပဲဖြစ်တဲ့ရှေ့ပိုင်းအော်ပရာလေးအေးအေးဆေးဆေးပဲဖြစ်ခဲ့တယ်။အော်ပရာက ိန်ချစ်မြန်ရဲ့ညီဖြစ်သူကျွန်တော်ကတာဝန်ယူပြီးကခဲ့ရတယ်။ပြဇက်အပိုင်းကိုတော့နိုင်ငံကျော်ပြဇက်မင်းသားဒုခင်မွေးကတာဝန်ယူပြီးပြဇက်မင်းသမီးရှင်မြန်ခင်ဆိုင်ရင်နဲ့တင်ဆက်သွားရာလက်ခုပ်တန်တာမစိပြဇက်ရဲ့နမရတိမ်မိုက်တဲ့ကောင်လက်ညိုးထောင်နဲ့မနက်ပိုင်းဇက်ကြော်ညာအလှည့်အပြီးနေကင်းမှာရောင်းလိုက်ရတဲ့ဖြာနေစေတိုင်းကုန်တော့ဖြစ်သွားတယ်။ဇက်မန်နေညာကလည်း secret ခဲပြီးတပြုံပြုံဇက်ကန်ဒရိုက်ကလည်း သုံးညမြောက်အထိရုံပြစ်ရုံရှံဖြစ်သွားပြီးနောက်ဆုံးညရောက်ရင်ဇက်စရာအကိုကြီးစိန်ချစ်မြိုင်းကိုရောပြဆက်မင်းသားဒုခင်မွေးကိုရောရွှေတကြက်သားစီဒေါ်လာပြားကွန်ပျူချင်းမြင့်မယ်ဆိုပြီးတော့ကြားနေရတယ်။음ဇက်ပြိုင်သုံးပွဲ30ကရာမှာကျွန်တော်တို့ကတဲ့ဇက်ပွဲကညတိုင်းရုံပြစ်ရုံရှံပြာကုံကလထိုင်ကုံဖြစ်ခဲ့ရတာကိုနှစ်ပါးသွားနေနောက်ပိုင်းဇက်မှာလေဇက်စရာအကိုကြီးစိန်ချစ်မြိုင်းပိုင်နေအထူးသဖြင့်ရှေးမှုမပြတ် နှစ်ပါးသောအကကုံပွဲကြီးပြိတက်ကပို့ကြိုက်ကြတယ်။အကိုကြီးစိန်ချစ်မြန်ကယောက်ျားချင်းနဲ့ငေးယူရအောင်လှတဲ့ချောတဲ့မင်းသားဖြစ်တယ်။အသားကလည်းဖြူတယ်။အတန်လေးဆွဲတိုင်းအော်တိုင်းပါတယ်။တိုင်းချစ်တန်းစိန်တို့အလင်ကားကြော်စွာရွှေမန်းဦးတင်မောင်တို့လိုအတန်ရသူဖြစ်တယ်။ကိုနေကိုဟန်းလည်းနှဲ့နှောင်နေ။အကဆိုရင်လည်းတတကရောရုပ်သိကရောဆွေဆောင်ရတယ်။လွမ်းကန်းတွေရောက်ရင် ပွဲကြီးသူမျက်ရည်တုံနေရအောင်အလွမ်းရောအပြော့ရောနိုင်နေသူဖြစ်တယ်။ ရုပ်ကျော်အပျော်ကောင်းအတန်ကောင်းစကားကြွေတဲ့မင်းသားအကိုကြီးအပြင်ဆွေစုံရနောက်ပိုင်းမင်းသမီးခုနှစ်ထွေမြဆန်းကြည်ကလည်းညံ့နေအောင်ကနိုင်တယ်လို့မုံနေအောင်လဲချောတဲ့မင်းသမီးပဲဖြစ်တယ်။သူ့လှဘုံကလည်းအမျိုးသားတွေငေးယူရတယ်။အကိုကမမမြဆန်းကြည်ကိုတန်ရောစဉ်ကြည့်ရှာတယ်။အကိုကြီးနဲ့မမမြဆန်းကြည်တို့နှစ်ပါးခွင်ကရုံထဲမှာရှိတဲ့ပွဲကြီးပရိသတ်တို့အသက်မရှူနိုင်အောင်ထိန်းထားနိုင်တယ်လို့လူရှင်တော်ကြီးတွေဖြစ်တဲ့ကိုပြအိုစိတ်ညက် လာတော်သားနဲ့ကိုရွှေဘလေးတို့ကလည်းပရိသတ်ကိုပစံမပိတ်ရအောင်ပွဲကြပြက်လုံးနေနဲ့ထိန်းနိုင်ကြတယ်။ဒါကြောင့်ပွဲဦးညတချီကပီးရနဲ့နောက်နေမိုးအလယ်မြို့ထဲမှာနမဲကြော်သွားခဲ့တယ်။မင်းသားစိန်ချစ်မြိုင်ပါလီကနန်းကျင်စရာလေးဟဲဆိုပြီးတော့စိုးကြသူကမရှာမင်းသမီးညဆန်းကြီးများရခဲ့နောက်မြင်ငယ်လုံးဝမစင်စားတော့ပါဘူးဆိုသူကလည်းရှိကြတယ်။ဇက်ပွဲကြိုက်တက်ကြီးတွေကနောက်ပိုင်းနဲ့နှစ်ပါးသွားကိုရှေးရွရဟန်မပြတ်ကြီးခွင့်ရပြီး မြမဆက်တပင် မတိမ်တော့သေးဘူးဟေးဆိုပြီးတော့ဂုံယူအားပေးကြတယ်။အဲ့ဒီလိုအားရဝမ်းသာပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေစင်ပါပဲ။လောကရန်အတိုက်တစ်ခုကဝင်ချလာခဲ့တယ်။တတရားမြောင်ညနှစ်ပါးတော့ကနေတဲ့အချိန်အချို့သောဇက်တွေကပြဆက်ပြီးလူတစ်ဝက်လောက်ထပြန်လေးရှိတယ်။အကိုကြီးစိန်ချစ်မြိုင်ကတဲ့ဇက်ပွဲကနှစ်ပါးတော့ရောက်လေလူသိပုံများလေးဖြစ်တယ်။ဖြစ်ချင်တော့ကြည့်အကိုကြီးစိန်ချစ်မြိုင်နဲ့မင်းသမီးခုနှစ်ထွေမြဆန်းကြီးတို့နှစ်ပါးကွင်ကနေစင်ပါပဲ။ အကိုကြီးစိန်ချစ်မြိုင်က ကရဲတန်လန်းဦးကောင်းကိုလက်နဲ့ဖိပြီးမင်းရအောင်ဇက်ခုံမော်ကို ပြုတ်ချသွားခဲ့တော်တယ်။လူရှင်တော်တွေကခါတိုင်းလိုမင်းသားစိန်ချစ်မြိုင်ကအမှုရပို့ပြီးမင်းသမီးအချော့ခံကြလို့ပလီပို့အမှုပို့လောက်ပြနေတယ်လို့ထင်ခဲ့ကြတယ်။မင်းသမီးညာစန်းကြီးကလည်းမင်းသားကိုချော့ခံလောက်ချင်လို့လို့တတ်မှတ်ပြီးတော့အကိုရဲ့မောင်ရင်ထပါအောင်မျက်ဦးမချစ်တော့လို့လား။ဒါဆိုမြားစိတ်ကောက်လိုက်မှာပဲဘာပဲညာပဲနဲ့အပလီလုံးနေအားပြိုင်ထဲ့ပြီးတော့ ပြောကောင်းနေတယ်။ဒါပေမဲ့အောက်ကမင်းသားမလို့အဲ့လိုနဲ့မင်းသမီးကကန်လှုပ်တယ်။အဲ့ဒါလိုကန်လှုပ်တော့မှမင်းသားမျက်ဖြူလန်းနေမှမြင်သွားပြီးတကယ်ကိုပြရင်ပြီးကန်လှုပ်ပြီမဲ့မင်းသားကျော်စိန်ချစ်မြန်ကလည်းဇက်ကုံပေါ်မိရအောင်ပါပဲ။ဇီးဝင်ချုပ်ငိမ်သွားခဲ့ပါပြီ။ဒီလိုနဲ့လူရှင်တော်တွေရော နောက်ထိုင်မင်းသမီးတွေရောပြေးလာခဲ့ကြပြီးပြပြတလဲဖြစ်ကုန်ကြတယ်။ပွဲကြီးပရိသတ်တွေကလည်းအံ့ဩကုန်ကြပြီးရုပ်ရုပ်တဲတဲဖြစ်ကဇက်ကုံဤကိုတိုးဝေပြီး ရောက်လာကြည့်ကုန်ကြရင်ဆိုရရင်တော့အဲ့ဒီမြို့မှာ၅ရက်ကဖို့ဖြစ်ပေမဲ့၃ရက်နဲ့စက္ကန့်သိမ့်လိုက်ပြီးနမေကျော်ပြည်သူချစ်တဲ့ဇာမင်းသားကျော်စိန်ချစ်မြိုင်ရဲ့အာတုဘကိုအဲ့ဒီမြို့ကတင်ကြိုက်မှာပဲတကြိုလိုက်ရလေတဲ့မြို့ချစ်တဲ့မင်းသားမို့လားမသိအာတုဘကကြိတ်ကြိတ်တူစီကားလာတယ်မြို့နေရလူချင်းမြို့မိမြို့ဖတွေပွဲကြီးပရိသတ်တွေမြို့ကံအမှုပညာရှင်တွေအားလုံးလိုက်ပို့ကြရာ ကားရန်ကြီးကတင်းညာအရောက်ရှင်လျာများပြားလာတယ် ကြားကြသမျှအဟိုဆန်းအဖွဲ့ဒီဇက်ပရိဒါကပွဲတွေကလည်းဝိုင်းကူကြတာကြောင့်စိန်ချစ်မြိုင်ဇာပနာရက်လယ်မှာတန်ဃာတော်တက်စီစိုးတင်ငန်းအဆောင်လှုပ်ပြီးအမြောက်ဝေပေးနိုင်ခဲ့တယ်။ဒါပေမဲ့ကြိုတင်ပွဲကြီးစာချုပ်တွေကိုကိစ္စအဝဝပြီးသွားခဲ့တဲ့အခါမြို့ပြားပွဲကင်းကိုပြောင်းရွှေ့ဖို့အစီအစဉ်ရပြန်နေပွဲကူအကြမှာနားရ9ရက်လောက်ရတာကြောင့်ကွယ်လွန်သူမင်းသားစိန်ချစ်မြိုင်နေရာမှာညီလို့သူလက်ထောက်မင်းသားကျွန်တော်အောင်ချစ်ကျော်ကအစားဝင်ကြရတော်တယ် ဆိုရရင်တော့အကိုကြီးနေရာအစားဝင်ရတာကမလွယ်လောက်ကျွန်တော်ကအကိုကြီးရဲ့ကကြောကကွက်ခြေလက်အလှတို့ကိုမိအောင်မလိုက်နိုင်ပါအကူကရုပ်သိမ်းလို့လည်းကနိုင်နေအရက်မင်းသားဇက်မင်းသားလို့လည်းကနိုင်နေအထူးသဖြင့်အောင်ဘလောက်ဖိုးစိန်စင်ကရုံးတို့လိုရှေးခေတ်ဇက်မင်းသားကြီးတွေဟန်ထတ်တူနီးပါတူအောင်ပုံဖော်ကားပြနိုင်သူမို့ကျွန်တော်ကအကိုကြီးရဲ့အမှုပညာဆန်ကိုမိအောင်မလိုက်နိုင်ပါတခါမမမြဆန်းကြီးနဲ့အပြိုင်ကားရမယ်ဆိုတာကြောင့် ခုနှစ်တန်ကြီးပြိုင်က နေတယ်လို့မျိုးကြရင်ဒုက္ခနဲ့တွေ့ရတော့တယ်မမမြဆန်းကြီးကအကိုကြီးနဲ့အပြိုင်ကျဲခဲ့တဲ့ပညာရည်ပြည့်ဝတဲ့ခုနှစ်တန်ကြီးအပြိုင်ဟစ်ပြီးအကိုကြီးနဲ့သူတလက်ကိုတလက်အပြိုင်ဆိုကတန်တွေကြားမြင်ရင်ပွဲကြီးပြိတ္တငေးကြည့်ရသလိုရွာသားကြီးစိန်စည်းစာပင်ဆိုင်းကိုမနဲ့အမိလိုက်ပြီးတော့တီးယူရတယ်အခုအကိုကြီးရဲ့နေရာမှာကျွန်တော်ဝင်ကားတဲ့အခါအကိုကြီးရဲ့ကကြိုးကောက်ွက်ထဲမှာထက်ဝက်လောက်ကိုသာကျွန်တော်လိုက်နိုင်ခဲ့တယ် ်အကိုကြီးကိုအဲဒီလောက်ကြီးဘဝနေဝင်မြန်လိမ့်မယ်ဆိုပြီးဘသူကမှမထင်ခဲ့ကြစန်းထအားကောင်းနေတဲ့အချိန်မှာမင်းငိမ့်ရလေခြင်းအကိုဇက်ဖွဲ့သားတွေအားလုံးစိတ်တကြကုန်နေတယ်။ကံတခုကောင်းတာကကျွန်တော်အောင်ကျော်ချစ်ကအကိုကြီးစိန်ချစ်မြိုင်နဲ့အမွာကြီးကိုလာထင်ရလောက်အောင်ရုပ်ချင်းဆင်နေခြင်းပဲဖြစ်တယ်။အကိုကြီးအတန်နဲ့အကမရပေမဲ့တော်ရုံတန်ရုံဇမင်းသားလောက်တော့ကျွန်တော်ရှင်ရဲပါတယ်။ရှင်လဲရှင်နိုင်ပါတယ်။ဇက်ဖွဲ့သားအားလုံးကလည်းရုပ်ရည်ကလည်း ်ရှင်တို့ရှိ အကိုကြီးရဲ့မျိုးဆက်တည်းဖြစ်တဲ့ကျွန်တော်ကိုအလေးအနက်ပြုကြတယ်အကိုကြီးဇက်စရာမရှိပေမဲ့လည်းအားလုံးကစီးလုံးညီညွတ်စွာရှိနေကြပြီးဇက်ကောင်းမခွဲကြပြားဆက်မင်းသားဒုခင်မွေးနဲ့ရွှေမန်းသူခင်ဆန်းကြီးကလည်းအကိုကြီးမျက်နှာယုံကြည်ဥဆောင်ခဲ့တဲ့မြမဇက်တပင်စစ်စစ်ကိုဥကျုံဆွေငုံမခံမင်းရှေ့ဆက်ထွန်ပေါက်ရက်တည်နိုင်အောင်စူပေါင်းစူးစားကြမယ်ဆိုပြီးအကြံပြုပြီးတော့ရှေ့ခင်းရဲရဲဆက်ဖို့တင်ပြကြတယ်နောက်တစ်ခုကံကောင်းတာက ကျွန်တော်ကအကိုကြီးကပြခဲ့တဲ့ နောက်ပိုင်းဆက်တွေရဲ့ဇက်ဆောင်ဇက်စကားဇက်ဝင်တခြင်းအလွန်ငိုခြင်းတော်တော်များများကို အလွတ်နှီးပါရတယ်။အကိုကြီးရှိစဉ်ကနောက်ပိုင်းဆက်တွေမှာကျွန်တော်ကဒုတိယအဆင့်နေရာတွေမှာဝင်ပြီးကခဲ့ရတယ်။အခုတော့ခေါင်းဆောင်နေရာမှာကရပြီ။ကျွန်တော်နေရာမှာတက်လန်းရှိတဲ့မင်းသားဘိုးချစ်တွေကိုတင်ပေးရတယ်။ဒါကိုလူချမ်းမင်းသားစိန်စော်ဖေတို့ကလည်းဝမ်းမြဝမ်းသာထောက်ခံခဲ့ကြတယ်။နောက်ပိုင်းဇက်စရေးဆရာကြီးအဘမင်္ဂလာဦးအောင်ချင်းက ာမလျှော်နဲ့ဘဘရှိနေသေးတယ်။အားလုံးစိတ်ချမြန်ရှိစရာအတိုင်းအောင်မြင်ရမယ်ဆိုပြီးတွန်းအားပေးပြီးတော့ကျွန်တော်ကိုအနီးကလက်ထက်ကမမမြဆန်းကြီးနဲ့တွဲအပ်ပြီးတော့တင်ကြားပေးခဲ့လေတယ်။အဲဒီနောက်ဘဘမင်္ဂလာဦးအောင်ချင်ရဲ့အကြံပြုချက်အားလုံးသောဇက်အဖွဲ့သားတွေအားလုံးရဲ့အကြံပြုချက်အရာကျွန်တော်ရဲ့နာမည်အောင်ကျော်ချစ်စာအကိုကြီးရဲ့နာမည်ရဲ့မတင်မရင်ဖြစ်ရအောင်စိန်ချစ်မြန်ရဲ့ညီစိန်ချစ်ကြိုင်းဆိုပြီးတော့နာမည်ပြောင်းလဲလိုက်လေတယ်။ကျွန်တော်ကလည်း တကယ်ယုံကြည်ချက်နဲ့စူးစမ်းခဲ့တယ်။မမများစန်းကြည်ကလည်းထိမ့်မိတွဲ၍ခေါ်ပေးတယ်။လေးချင်းရဲ့ရက်တွေအတွင်မမများစန်းကြည်ကနှစ်ပါးခွင်မှာကျွန်တော်ကိုကြိုးတော့အောင်ကနိုင်ပေးမယ်လေ။အကိုကြီးရှိစဉ်ကအပြိုင်ကတဲ့ပညာတွေကိုပြဒနာပြလျှော့ဒနာလျှော့ပြီးတော့တန်းတူတွဲခေါ်သွားတယ်။ဇက်တရက်၅ရက်အတွင်ကျွန်တော်တို့ဇက်ဖွဲ့သားတွေကိုအားကျုံးမှန်တက်စူးစမ်းဆောင်ရွက်သွားရာမကြပါစာချုပ်ပါမျိုးကိုကြော်ညာအသက်တွေကြိုပြန့်ခဲ့ပြီးခြိတက်ခဲ့ကြလေတယ် ဈာနေစင်းတွေကလည်းစိန်ချစ်မြန်မရှိပေမဲ့သူညီစိန်ချစ်ကြိုင်ကတပင်ရိုးရာအမွေအနှစ်ကိုအပေါ်ဘဲမခံမဲမတ်ကြောက်တင်ခံနိုင်အောင်စူးစမ်းကြမဲမင်းသားတလက်ဖြစ်ကြောင်းမင်းသားကျော်စိန်ချစ်ကြိုင်တပင်အမွေမိုးရွာသွုံးဖြုတ်ဖို့အထက်အောင်မြန်မာပြည်တနန်တလျာလာပါပြီခင်ဗျာဆိုပြီးတော့ဝိုင်းဝန်းမြောက်စာပို့ပေးခဲ့ကြရာအားရစရာကောင်းလာတယ်။အဲဒီမျိုးရဲ့ပွဲချိတ်ပြတ်သက်ကပွဲဦးညမှာကလေးကကြိတ်ကြိတ်တိုးနေတယ်။ရုံရှိရှိုးကိတ်မှာ ွယ်လွန်သူကျေးဇူးရှင်အကိုကြီးစိန်ချစ်မြိုင်ကနေတဲ့ဗကြည်ကားကြီးတွေနဲ့ကျွန်တော်စိန်ချစ်ကျိုင်းမမမြာဆန်းကြီးကျားဆက်မင်းသားတို့ခင်မွေးရွှေမန်းသူခင်ဆန်းရင်နဲ့လူရှင်တော်ကြီးတွေရဲ့ကိုလုံးပေါ်ဗကြည်ကားကြီးတွေကလည်းဟီဟီထားနေတယ်။လက်ရကောင်းလွန်လာတဲ့ဗကြည်ကားကြီးတွေကိုကြည့်ပြီးတော့ပြိသက်အားရနေတယ်။ကျွန်တော်တို့ကနှစ်ပါးခွင်ကောက်ွက်အမျိုးမျိုးနောက်ပိုင်းဆက်တော့ဇဝင်ကအချို့တို့ကိုဓာတ်ပုံပြပွဲလိုလက်မှတ်ရောင်းတဲ့ယုံဝအတွင်မျက်နှာစာမှာ မင်းစလိုက်တွေထိုးပြီးတော့ခင်းကျင်းပြထားတယ်။အဲဒီတပ်ပုံတွေကိုပွဲကြိုက်သူတွေကအလွန်စိတ်ဝင်စားကြတယ်။ဧကန်ဆိုင်တီးတဲ့ရွာစားကျော်စိန်စည်းစာရဲ့တီလုံလက်တံတွေကလည်းဆိုင်းကျိုက်ပြည်သက်တွေကိုရုံခါသည့်တိုင်မထွက်ချင်အောင်ဖမ်းဆနိုင်နေ။အဲဒီလိုနဲ့ပွဲဦးညကိုရောက်လာခဲ့ရတယ်။အော်ပရာကိုစာရေးဆရာကိုညိုမိုင်းရေးသားစီရင်တဲ့ပထမမြန်တဲ့အမည်ရှိအော်ပရာနဲ့ဖွင့်နေဒီအော်ပရာကအစ်စ်မြမဆက်တဲ့ပင်မှာ မကဘူးသေးတဲ့မောက်ဆိုးငစင်ရဲ့ဘဝတရုပ်ပေါ်ပြားစက်မှလည်းစရာမှရဲ့တောင်မကန်နဲ့နောက်ထပ်နာမည်ပြစက်နဲ့ကဆူဆူလေးဖွင့်လိုက်ရာ ပရိသတ်ကြီးစူရှန်သွားခဲ့ပြီးတော့ကျေနပ်မှုတွေကြားခဲ့ရတယ်။ဟောအားလက်ချင်းပေးပြီးတဲ့နောက်မှာတော့ကို့တော်ဝင်ပိုင်းရောက်ခဲ့ပြီးအလဲကြရင်မနှဲ့ကြချင်းကျွန်တော်ကိုကျွန်တော်လေးအောင်သိတိတင်ထားတယ်။ငါသည်ကွဲလွန်သူအကိုကြီးစိန်ချစ်မြရဲ့ညီအရင်မြမဆက်အနုတပင်ကိုအညီအဟောက်အနောက်တိုင်းအကောက် ်ဂေတာနဲ့မဖြက်စေခင်းဆိုတိုင်းအလိုမလိုက်ဇက်ရိတ်ခေါင်းဆောင်ကောင်တို့ပီတာအောင်လုပ်ပြမယ်ဆိုပြီးတော့ရဲစိတ်တင်ထားခဲ့တယ်။အဲဒီလိုနဲ့နှစ်ပါးခွင့်အပိုင်းကိုရောက်လာခဲ့တယ်။အကိုကြီးစိန်ချစ်မြိုင်အကြောင်းစာနယ်ဇင်းတွေကဖတ်သိထားတဲ့ပြိသက်ကဂယုနာပိုကငန့်နဲ့နေကြတယ်။အရင်ဆုံးအကိုကြီးစိန်ချစ်မြိုင်ကတော့ကန်းကိုစာကြီးနှဲကြီးနဲ့လွမ်းစရာကောင်းလာအောင်တီးတပ်ဖွင့်လိုက်ရာပြိသက်ငြိမ်ကြသွားသလိုကျွန်တော်တို့ဇက်ဖွဲ့သားတွေလည်းမျက်ရည်စိုလာခဲ့ကြတယ်။ ကတော့ကန်းကိုတီဆိုကတော့ရင်မျက်လုံးထဲမှာအကိုကြီးကိုစက်မင်းသားအဝတ်အစားနဲ့ဖြက်ကနေဖြက်ကနေမြင်လာသလိုရှိနေတယ်။အကိုကြီးများတကယ်ရောက်လာရောသလား။အဲဒီနောက်အလွမ်းကိုကဝါချပြီးလူရှင်တော်ကြီးတွေရဲ့ရိုးရာမိတ်ဆက်ပြက်လုံးတွေနဲ့ပရိသတ်ကိုဟာရယာရှင်စင်းတိုက်ကြွေးကြရာတဝါဝါတဟဟနဲ့တယုံလုံးပျော်နေကြတာကိုတွေ့ရတယ်။အကိုကြီးရဲ့လက်ရာဟန်ပန်အတိုင်းခုနှစ်တန်ကြီးပြိုင်ကောက်ကိုမမမြဆန်းကြီးနဲ့တွဲဆိုပြီးတော့ ကာကျော်ကဟန်အတိုင်းကားလိုက်ရာပရိတ်သက်တွေကသဘောကျသွားပြီးတော့ဩဘာပေးကြတော့တယ်။ဝမ်းသာလိုက်တဲ့ဖြစ်ချင်းရင်စက်သိမ်မွေးညွန့်တွေပင်ထခဲ့ရတယ်။အဲ့ဒီမှာမမညဆန်းကြီးကအနာကပ်ပြီးတော့တိုးတိုးလေးပြောလိုက်တယ်။အောင်မီမောင်လေးရေကြိုးစားတော့ဟဲ့စိတ်သာချမမကျွန်တော်တို့နှစ်ဦးနားချိန်ရောက်မှ နောက်ထိုင်မင်းသမီးတွေက ကိုရီသွေးတချင်းတွေနဲ့အလှည့်ကြဆိုကားကြတယ်။ဒီအချိန်မှာကျွန်တော်တို့ကအဝတ်အစားတွေကိုအမြန်လဲနေကြတယ်။အကိုကြီးကလည်း အဝတ်အစားကိုညစဉ်မထက်အောင်ဝတ်ပေးကြတယ်။အခုအကိုကြီးရဲ့တောင်ရှည်အရောက်သွေးမျိုးစုံကိုကိုယ်တိုင်ဝတ်ပြီးတော့အကိုကြီးဝိညာဉ်ကိုဥခိုက်ကလမိုင်းသွေးပြီးတော့အကိုကြီးခြေသွက်ခဲ့တဲ့ဟောရီဇက်ကောင်ကျမ်းမြင့်မိအောင်အောင်မှာကျွန်တော်ကခဲ့ပါပြီ။ကိုပြောက်ဦးရင်ရှိပါကိုစိမ့်ညံ့ပြ။ပြည်သူအချစ်တော်လေးစိန်ချစ်ကြိုင်ကတာဘဲနဲ့လဲကိုစိမ့်ညံ့ရဲ့မင်းသားကျော်လေးစိန်ချစ်ကြိုင်ကတာမြင်ရတော့သွားလေသူမင်းသားကြီးစိန်ချစ်မြိုင်လို့ပဲထင်နေတဲ့ဗျာ။ကွယ်လို့သူ မြမရိုးရတပည့်မြတ်နိုးသူကြီးစိန်ချစ်မြိုင်နဲ့သူ့ညီအရင်စိန်ချစ်ချန်ရကနေတာကိုကြည်စမ်းပါအောင်ကိုပြအိုးရဟောညီလို့သူရဲ့မျက်နှာသူ့အကိုရဲ့မျက်နှာနဲ့မတူဘူးလားခင်ဗျဟမ်အိုးချွတ်ဆွတ်ပါပဲဗျဘာချွတ်ဆွတ်ရမှာလဲကိုပြအိုးရခင်ဗျားဟာလေတတိယရက်လှုပ်ဆန်းပါဗျခင်ဗျားပြောသလိုချွတ်ဆွတ်တတိယရက်လူရှင်တော်ကြီးကိုစိန်ညက်ကလင်မန်းနဲ့နှက်လိုက်ရာကိုပြအိုးဇက်ကုံပေါ်တိုင်ကြပြီးဖုံများထသွားတာကိုကြည့်ပြီးတော့ပရိတ်သက်က ပွဲကြသွားကြလေတယ်။ကိုလှတော်သားနဲ့လူရှင်တော်ကိုရွှေဖကလေးတို့ကလည်းဇက်ခုံရှိကိုပြေးလာခဲ့ပြီးတော့ဟေ့တို့မင်းသားစိန်ချစ်ကြရင်သူ့ကိုစိန်ချစ်မြန်နေမတူဘူးလား။တူတယ်လေ။မချော့ဘူးလား။ချော့တယ်။ချော့အေးချော့တယ်လို့ပါဗျာ။အေးချော့တယ်။အတန်ဟောမကောင်းဘူးလား။ငါလောက်မကောင်းဘူးကွာ။အမလီဒီဝရက်ကဲတော်မူပါ။မြတ်စွာဘုရားကဲတော်မူပါလို့ပါဟမှတ်တာ။လူရှင်တော်လှတော်သားနဲ့ ကိုရွှေဘကလေးတို့ရဲ့ဟာတာကလည်းရိုးရိုးကလေးနဲ့ရှိရတယ်။ကျွန်တော်တို့လည်းအဝတ်စားလဲပြီးနောက်ထွက်လာခဲ့လိုက်တယ်။ဥရွှေဘရားခမအမိတ်ရှိပါစိန်ချစ်ကြရင်ဥစိညာအစ်စ်မောင်ကြီးလေးရဲ့ကိုရွှေဘလေးရဲ့ကောင်းမလေးတွေနာကက်လျက်ပါမင်းသားလေးခမနာတော့မယ်နာတော့မယ်ဒီမှာတွေ့လားဥရွှေဘိုင်းကလင်မန်းကိုထောင်ပြလိုက်ရာကိုရွှေဘကလေးကဇက်ပူသွားခဲ့တယ်။ဦးလာတော်သားလားခမလာတော်သားကတော့ဝါပြောသွားပြီ။ ညရောဝါလျက်ပါဆိုင်ချစ်ကြရဲ့နာတော့မယ်ညရောဝါတယ်ဆိုတာဘာဝါတာလဲသူ့မိမတေးပြားဝါသလားမှမသိပဲကွာမဟုတ်ဘူးဟေမဟုတ်ဘူးထမိန်နာတိုင်းဟာကွယ်လွန်သူအကိုကြီးကိုအခုချိန်မှာလွမ်းလာတပြားအကိုတို့ရောဒီလိုပါပဲမင်းသားရဲ့ကျုပ်တို့မှာမင်းသားကနေရကြည့်ပြီးစိန်ချစ်ကြိုင်းလို့မမြင်မဲစိန်ချစ်မြိုင်ကနေရလို့တော့ထင်ရလျက်ပါပဲဗျာဟုတ်ကဲ့ပါခင်ဗျာအကိုကြီးမရှိတော့ပေမဲ့ အကိုကြီးမျက်နှာယုံကြည်ခဲ့တဲ့မြမရိုးရာဇက်တပင်ကိုကျွန်တော်စိန်ချစ်ကြိုင်စားပွက်ထားအားလုံးဟာထိမ့်သိမ့်ဆောက်ရှောက်သွားမှာပါလို့ပရိသတ်ကြီးကိုလည်းဂတိပြုပါရဲ့ဗျာ။ကဲအခုကျေးဇူးရှင်အကိုကြီးတက်ရှိထင်ရှားရှိစဉ်ဟာသူ့လဲကြိုက်ပရိသတ်လဲကြိုက်တဲ့စံတော်ချိန်တီလုံးအပြိုင်ကောက်ကိုအကိုကြီးရဲ့လက်တွဲဘက်ကဘက်ကျွန်တော်ရဲ့အမကြီးခုနထွေမမမြာဆန်းကြီးနဲ့ကျွန်တော်ကအလွမ်းပြေပြန်လဲကပြပါမယ်။ရှုစားကြပါအောင်လားဗျာ။ ်အကိုကြီးနဲ့မမများဆန်းကြီးတို့ဆန်းတော်ချင်းအကကိုအပြိုင်ကစင်ကကျွန်တော်တို့အားလုံးရင်သက်ရှုမောငေးကြည့်ခဲ့ကြရတယ်အမှန်ကတီဆန်းတော်ချင်းတီလုံကမင်းသားတယောက်တည်းကတဲ့အကမျိုးဖြစ်တယ်အဲ့တော့အကိုကြီးကအကကောင်းတဲ့မမများဆန်းကြီးနဲ့နှစ်ပါးအပြိုင်ကပြီးတော့ဆန်းသစ်ခဲ့တယ်အဲ့ဒီမှာစီကြက်တွေကမြိုင်နေတီခွက်တွေကဆန်းနေနှစ်ယောက်တည်းမေးချင်းရလက်ဝါးချင်းရရင်ချင်းအတင်းချင်းကပခုံးချင်းတက်ပြီးတော့အပြိုင်မျိုးမျိုးကြော့ကြော့ လှလှပပနဲ့နင်လားငါလားကပုံတွေကချွေဒီဒီကြပင်မန်းနေလူရှင်တော်တွေကသူ့လူငါလူခွဲပြီးတော့မြောက်ပင်အားပြီးတော့မင်းသားနဲ့မင်းသမီးကလည်းအားထည့်ပြီးအပြိုင်ကရာမောလို့မောမမသိပညာကမ်းမှတကယ့်ပညာကမ်းအစစ်စပါပြီရွာသားကြီးစိန်စည်းစာကတီလုံးဆောက်လိုက်တာနဲ့ကျွန်တော်နဲ့မမများဆန်းကြည့်တော့ပြုံးကြည့်ပြီးအားထည့်လိုက်ကြတယ်ဖြူခွေနုညက်ဝင်းစုံဤနေတဲ့မမများဆန်းကြည့်ရဲ့မျက်နာပေါ်မှာပြားရည်မြစ်တွေစီးဆင်းသွားတယ် ချိုမင်းလှပလိုက်တဲ့အပြုံးဒီအပြုံးရှင်ရဲ့ကိုရာနောက်ကနေကျွန်တော်လိုက်ခဲ့ရင်လည်းအနုမျိုးမင်းရောက်အောင်မှာကျွန်တော်တို့နှအိုးကြွနေတဲ့တီလုံကကွက်နဲ့ကာကြိုးတွေက ပြိုးပြက်လက်နေတယ်။အဲ့ဒါလို့ကနေစင်ပါပဲ။ကျွန်တော်ကိုထိန်ခေါ်ကဖို့ကြိုပြောထားတဲ့ကြားကနေမမမြဆန်းကြီးကစပြီးစီးဖောက်တော်တယ်။အမှန်ကသူမနဲ့ကျွန်တော်ကအကိုကြီးကစင်တော့ကအတိုင်းကားရဲ့အကွက်တွေကြိုတင်တိုက်ပြီးသား။အခုတော့ကားလိုလဲကောင်းရော မမမြဆန်းကြီးက မျက်နှာချင်းဆိုင်ကရာကနေဘူးမတိဘာမတိနဲ့ကျွန်တော်နဲ့ခွဲထွက်သွားပြီးတစ်ဖက်မှာကနေတော်တယ်။ကဘုံကရိုးရိုးမဟုတ်တယောက်တည်းတပင်နိုင်တကူတော့အစွမ်းပြသလိုကနေတယ်။အဲ့လိုနဲ့ကျွန်တော်ကသူမနောက်ကလိုက်ပြီးမျက်နှာချင်းဆိုင်လိုက်ရင်သူမကပြုံးကနေကြောပြေးလိုက်ပြီးတခြားဘက်ကိုလှည့်လို့ပြုံးကရီကဦးရွှေရွှေနဲ့အားရပါရကတော်တယ်။သူမလှုပ်ပုံကိုကြည့်ရင်းနဲ့ကျွန်တော်စိတ်ထဲမှာနည်းနည်းမြတ်လာခဲ့ရတယ်။လူရှင်တော်တွေကလည်း မမမြဆန်းကြီးလုတ်ပေါ်ကိုကြည့်ပြီးတော့အံ့ဩကြကုန်နေနောက်ထိုင်မင်းသမီးတွေကလည်းမျက်စိမျက်နှာပြက်ပြီးတော့တီတိုတီတိုလုတ်ကုန်ကြတယ်ဆိုင်းဆရာတွေဆိုရင်မျက်လုံးမော့ကြည့်ပြီးဘယ်နဲ့ဟာလဲဆိုပြီးမင်းငေါ်ကြတော့တယ်ပရိသတ်ကကြတော့တမျိုးမြင်ကုန်ကြတော့တယ်မင်းသမီးမြဆန်းကြီးကမင်းသားတက်လေစိန်ချစ်ကြိုင်ကိုစင်ပေါ်မှာဥကျုံအောင်ချိုးပြီးလို့ထင်းကုန်တယ်လို့ရှိလာကြတယ်အဲ့လိုနဲ့ကျွန်တော်ကရှက်လွန်ခံပြင်းလို့မင်းလုံးဝမကတော့ဘူးသူမတယောက်တည်းလှုပ်ပြီးထားလိုက်တော့တယ်လူရှင်တော်တွေက သူတို့ကွေမဟုတ်တာကြောင့်တလုံးမှဝင်မပြောရင်ဒီဆက်မှာမမညာဆန်းကြည့်ရဲ့ဩစာကမသိအရေးပါအရာရောက်တဲ့အဆက်မှာရှိနေတယ်။မင်းသားမကလို့ပရိသတ်ကစကားပြောလာကြတော့တယ်။မင်းသားကပါဗျို့တချို့ကလေဘာလဲကွာမင်းသားကမကတတ်ဘူးလားစိန်ချစ်မြန်ရဲ့ညီစုံအလကားခုနေတာဘာပညာမှမရှိပါဘူးဘလို့ပဲဖြစ်ပါစေညာဆန်းကြည့်ကပြီးပြီတပင်နိုင်တကူတော့ကနေတယ်လို့ကတာတော့မဟုတ်တကယ်ကိုတစုံတဦးနဲ့ တောက်၍ပို့၍ထိ၍ငုံ၍ရှောင်၍ခုံ၍ပြုံး၍ကနေတဲ့ပုံစံမျက်နှာပြင်ပေါ်မှာအပြုံးတွေကရှုံရှုံထနေတယ်။အမျိုးသမီးပရိသတ်ကနှိမ့်ချိုက်သဘောကျပြီးညာဆန်းကြီးဟေးဆိုပြီးတော့အားပေးကြတယ်။ကျွန်တော်ဒေါပွားပြီးတော့အသားတွေတုန်ခါနေတယ်။အချိန်မရီဘလောက်ကြာနေသည်မသိ။ကြာတာကတော့ကြာနေပြီ။ထူးဆန်းနေတာကကာချိုးကောက်ွက်အစ်စ်အစမ်းတွေပါလာတာကိုတွေ့ရတယ်။အံ့ဖွယ်ပါလား။စမ်းတဲ့ကာချိုးကောက်ွက်တွေက လျှက်စီလက်တလုံးလျင်မြန်တက်လက်နေပြီးစောစောကစုညံနေတဲ့သူတွေကချက်ချင်းငြိမ်ကြသွားတယ်။သူမက လုံးဝမလျှော့တီးလုံးကိုပြန်ကြော့ခိုင်းတယ်လို့လုပ်နေတယ်။ဖြစ်နိုင်ရင်မမများဆန်းကြီးကိုတစ္ဆာမဲလွန်လာတာမို့တွန်လဲရိုက်နဲ့လိုက်ချင်နေ။ဒါအကိုကြီးပေါ်တစ္ဆာပေါက်တာ။မိမိကိုလူပုံလေပရိသတ်ကြောင့်သုံးမရအောင်ချိုးနေတာ။ကျွန်တော်တိုင်ဖုန်းကြားမှာဒေါ်ပွားနေရင်နဲ့ကကြိုတီးခွက်အပြီးကိုစောင့်နေလိုက်တယ်။လက်ခောက်မှုတ်တန်းပန်းပွင့်နေတဲ့ပြစ်တန်း တန်းတွေပြစ်သေးတန်တွေကြားနေရတယ်။ဒါကြောင့်မြားဆန်းကြီးလိုခေါ်တာကွာဆိုပြီးတော့ချင်းမိုးနဲ့အတန်တွေကြားနေရတယ်။မြားဆန်းကြီးတကူလုံးချွေးတွေနဲ့နစ်နေတယ်။မောဟိုက်လာခဲ့ပြီးခြေရလက်တွေကြာကျင်လာပြီးမကြခင်မြားဆန်းကြီးခြေကုံလက်ပန်းကြပြီးဇက်ကုံမိရောက်အောင်မှာပြုတ်ခွေဒွညွတ်လဲကျသွားခဲ့တယ်။ကျွန်တော်ကဒေါသစိတ်ကြောင့်လုံးဝပြေးမပွေ့မင်းသမီးငယ်တွေက ပြေးပွေ့ကြတယ်။ဒါပေမဲ့မြားဆန်းကြီးမထနိုင်တော့ဒီလိုနဲ့ပြေးပုံကားကို ချက်ချင်းချလိုက်ရတယ်။မင်းသမီးမြဆန်းကြီးမထနိုင်သေး။သူမရဲ့ရင်ကဖားဖို့လိုလှုပ်နေတယ်။တတိလစ်ချင်နေတယ်။အဲ့လိုနဲ့သူမကိုလူရှင်တော်တွေကပွင့်ယူပြီးစက်ယုံနောက်သူမကရင်ရှိရာကိုတည့်သွားကြတယ်။မြဆန်းကြီးမြဆန်းကြီးလှုပ်ပြီးခေါ်ကြတယ်။ဒါပေမဲ့တတိမရသေး။ကျွေးတွေရွှဲနေနေတာကြောင့်အမျိုးသားတွေကအပြင်ခဏထွက်နေစေပြီး အမျိုးသမီးတွေကအဝတ်တွေလဲပေးရတယ်။ဝိုင်းလုံးမေးကြရက်ခတ်ကြနှာမုတ်ကြနဲ့ဆက်စီရေးစရာချင်း အဖမင်္ဂလာဦးအောင်ချိန်ကမင်းနေရာကနေစူညံတန်တွေကြောင့်ဝင်ချလာလိုက်တယ်။သူကအခြေအနေကိုအကဲခတ်မိသွားတယ်။အဲ့နောက်သတိလင့်နေတဲ့မင်းသမီးမြာဆန်းကြီးရဲ့စပင်တွေကိုညာလန့်တဲ့စုကင်ကမန်တန်တပုတ်ကိုတောက်ခေါက်ဖနှောင်းပေါက်ပြီးရွတ်လိုက်တယ်။အဲ့နောက်တောက်ရည်တစ်ခွက်ကိုဖျားစာတွေရွတ်ဆိုမန်းမှုတ်ပြီးမြာဆန်းကြီးရဲ့မျက်နှာပေါ်ကိုရေစက်တွေနဲ့တောက်လိုက်တယ်။မြာဆန်းကြီးလွန်းလွန်လာတယ်။အကိုကြီးအကိုကြီးသမီးမြာဆန်းကြီးတတိယလာပြီလား။ အကိုကြီးအကိုကြီးဘယ်ရောက်သွားရလဲဟင်ဟဲ့သမီးဘယ်ဟာအကိုကြီးလဲတတိယအထဆန်းအကိုကြီးရေကိုကြီးချစ်မြိုင် အကိုကြီးနဲ့ကျမကနေတာ သမီးညာစန်းကြီးတတိယတာနဲ့တောင်မြောက်ဝဲရောင်မျက်စိကစားလိုက်ပြီးကြောင်ကရန်ပြောဆိုတော်တယ်တဇောင်တဦးကိုမြက်ကလူးဆန်ပြလိုက်ရှာနေတယ်သူမနှုတ်ကရုတ်တရက်ထွက်လာတဲ့စကားကြောင့်အာလုံးအံ့ဩနေကြတယ်သမီးရှင်တတိပြန်ရလာပြီလား ရပါပြီဟိုအကူကြီးစိန်ချစ်မြန်ရောဘဘမင်္ဂလာဦးအောင်ချင်းကလက်ထဲကရေမန်းကိုဗစက်ထဲဝင်အောင်တိုက်လိုက်တင်းဖျားစာတွေကိုရွတ်လိုက်တင်းရေမန်းနှငုံလောက်တောက်ပြီးတဲ့အခါမှာတော့ဂရင်မော်ကနေဝုန်းဝနေထိုင်ချလိုက်ပြီးဘဘရဲ့ကားကိုဖက်ပြီးတော့ရှိုက်ငူလိုက်တော့တင်းအဲ့ဒီမှာကျွန်တော်အလှရောက်ပြီးမို့လူအုပ်ကိုလက်နဲ့တွန်းဖယ်ပြီးသူမရဲ့ရှေ့မှာကားထောက်ပြီးရက်လိုက်တင်းမမသူမကကျွန်တော်ခေါ်တန်ကြောင့်အားနေတဲ့မျက်လုံးအစုံနဲ့မော့ကြည့်တယ် မမများဆန်းကြီးကျွန်တော်ကတုံခါဒေါသအရေးနဲ့ဒုတိယအချိန်ခေါ်လိုက်တယ်။ခမရဗျာခမရဘလို့လှုပ်လိုက်တာလဲဗျာဟမ်ဘဘလို့မောင်လေးခမရအခုမှမသိကြအောင်စောင့်မနေနဲ့ခမရဇက်ကုံပေါ်မှာ ကျုပ်ကိုအရှက်ခွဲချိုးပြစ်လိုက်တာမမတ်မိတော့ဘူးလားဗျာဟင်မမမင်းကိုအရှက်ခွဲတယ်ချိုးတယ်မဟုတ်ပါဘူးဒီမှာမမများဆန်းကြီးမယောရင်ခမရဟောဒီဇက်အဖွဲသားအားလုံးမေးကြည့်မေးကြည့်ဗျာ ဒါမှမကျေနပ်သေးရင်ဟောဟိုဇက်စင်အောက်ကပရိသတ်အားလုံးသွားမေးကြည့်ခုမေးကြည့်ထဗျာမေးလိုက်စမ်းပါမောင်လေးဘဘကျွန်တော်ရှက်စိမ့်နဲ့အရန်ပေါက်ကွဲနေပြီသူမကအသားတွေတဆတ်ဆတ်တုန်နေတဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့မျက်နှာကိုတလှည့်အနားမှာအာရုံစိုက်ကြည့်နေတဲ့ဇက်အခွက်သားတွေကိုတလှည့်စုံစိမ့်နေပါလိုက်ကြည့်ပြီသူမဘာသာသူမအံ့ဩနေတယ်ပြောပါသမီးသမီးပါကြောင့်အခုလိုဇက်ခုံပေါ်မှာစီးဖောက်ရတာလေ ဘဘမင်္ဂလာဦးအောင်ချိန်ကတန်မှန်နဲ့မေးလိုက်တယ်။သူမဦးကောင်းကို အလျင်မြန်ခါလိုက်ရင်နဲ့ဟမ်သမီးစီမဖောက်ဘူးမဖောက်ဘူးဟိုဟိုခမစီဖောက်တယ်ဖောက်တယ်ခမအမဝန်ခံပါကျွန်တော်ကကျုံးပြီးတော့អော်ပြစ်လိုက်တယ်မဟုတ်ဘူးဒီလိုပါဘဘရဲ့ဒီလိုပါပြောသမီးအမှန်အတိုင်းဘဘကိုပြောပါ သမီးအယောင်အံ့ဩနေတယ်ဘဘရဲ့သမီးအားလုံးမှတ်မိပါပြီ ။သမီးနဲ့စိန်ချစ်ကြိုင်းစံတော်ချိန်ဒီလုံးနှစ်ပါးတော့ကနဦးကလေးချစ်နေတဲ့အတိုင်းကနေရသမီးမှတ်မိပါတယ်။အဲဒါလို့မောင်ချစ်ကြိုင်နဲ့ကနေတော့မှပဲဇက်ကုံမောင်သူသူဝင်လာခဲ့တယ်။သူဆိုတာကဘယ်သူလဲ။ဟိုအကိုကြီးကိုချစ်မြိုင်။ဟင်အားလုံးကသူမစကားကြောင့်အံ့ဩကုန်ကြတာလည်းရှိတယ်။တုံ့နှုတ်သွားကြတာလည်းရှိတယ်။မယုံကြတာလည်းရှိတယ်။ကိုချစ်မြန်တေးပြီးဥစ္စာပဲတမိရဲ့ဖျားဆူဆူရစီရဲ့ ကျမအမှန်တိုင်းပြောတာပါပပရေကျမပြောတာမယုံရင်လက်မခံချင်းကျမကိုကြိုက်တယ်လို့သာစီရင်ကြပါတော့ကျမတို့ကနေချိန်မှာအကိုကြီးကိုချစ်မြန်ရမင်းသားဝိမင်းသားသားနဲ့ဆက်ခွင်နဲ့ပြုံးဝင်နေဝင်လာပြီးတော့ကျမကိုလက်ရက်ပြီးလှမ်းခေါ်နေတယ်အဲ့ဒီမှာကျမအရန်အံ့ဩသွားခဲ့ရတယ်လို့တိတ်ကိုလည်းဝမ်းသာသွားခဲ့ရတယ်ကျမစိတ်ချစ်ကြိုင်နဲ့ထိန်ဖေးခေါ်ပြီးကနေရာနေအကိုကြီးကိုချစ်မြန်ကိုလည်းမမျော်လင့်မဲ့ဇက်ကုံပေါ်မှာမြင်လိုက်ရရော့ ကျမရဲ့စိတ်တွေဘလို့ဖြစ်သွားမှမသိရတော့ဘူးဝမ်းသာတယ်လို့လည်းရှိရဲ့မူလဆက်စီယာရဲ့အမင်းကိုနာခံခြင်းသလိုဖြစ်လာပြီးတော့မျက်လုံးထဲမှာမောင်လေးစိန်ချစ်ချင်အောင်လုံးဝမမြင်တော့ဘဲနဲ့အကိုကြီးကိုချစ်မြအောင်ပဲမြင်ပြီးသူဥဆောင်တဲ့အတိုင်းကျမအားရပါရနဲ့အပြိုင်ကနေမိတယ်အဲ့ဒီမှာသူကလည်းအရှုံးမပေးစရန်ကရမယ်ဆိုလို့ကျမလည်းကြောက်ကြောက်နဲ့အပြိုင်ကပြစ်လိုက်တယ်နောက်ဆုံးဇက်စင်ပေါ်မှာတတိလက်သွားတဲ့အထိပါပဲဒါကအမှန်ပါဘဘရဲ့အခုသူက အားလုံးထူးခြားစမ်းကြတဲ့ဖြစ်ရကြောင့်တယောက်မျက်နှာတယောက်ကြည့်ပြီးအံ့ဩကြတော့တယ်။မင်းသမီးငယ်လေးတွေကလည်းကြောက်လွန်းတာကြောင့်ဖျားတကြတယ်။လူရှင်တော်ကြီးတွေကခေါင်းငိတ်ပြီးရဲ့ရဲတုတ်ကြတယ်။ကျွန်တော်လည်းမကြားစဘူးမကြုံစဘူးကြားလိုက်ရတာကြောင့်အံ့ဩပြီးမမညာစမ်းကြီးကိုငိတ်ကြည့်နေမိတယ်။မမကရဲ့ရဲတွေကိုတုတ်လိုက်ပြီးတော့ရှိုက်နေတယ်။အဲ့ဒီမှာဘဝအတွေ့အကြုံရင်လာတဲ့ဘပဥအောင်ချိန်ကအင်းမောင်ချစ်များရဲ့မောင်ချစ်များရဲ့အစွဲနဲ့ကြီးရှာပေးတာဟုတ် လူကလေးမောင်ချစ်မြရဲ့လူကလေးရဲ့မင်းနဲ့ဘဘတို့နဲ့ကဘဝချားသွားပြီဥစ္စာဘာလို့အခုလိုလောက်ရတဲ့တုံးတားရဲ့အရိညာက နောက်ပိုင်းဆက်ကြီးမကခင်ကျွန်တော်တို့အားလုံးတယောက်ကိုတယောက်ဖက်ပြီးငိုကြတယ်ဘဘငိုလို့ဝါတော့ကွယ်လွန်သူအကိုကြီးကိုအမြပေးဝေပြီး နောက်ဒီလိုမလုပ်ဖို့မြစ်တာရက်ခံနေဩအကိုကြီးသူနဲ့ထောင်ဝစဉ်တွဲကခဲ့တဲ့မမညာစန်းကြီးနဲ့ဇက်အဖွဲကိုတန်ရောစီအစွဲကြီးဆွဲခဲ့ပါလားနောက်နေ့မိုးလင်းတဲ့အခါ လက်ရှိပွဲခင်ကနေတဲ့မြို့မဈေးကိုသွားပြီးတော့ဘုံကြီးစွန့်အတွက်ဈေးသွားဝယ်ပြီးချက်ပြုတ်ကြတယ်။ဘဘနဲ့ကျွန်တော်ကမြို့ပေါ်ကဂုံတရင်ကြော်စောတဲ့တန်ဃာတော်ကြီး၅ပါးကိုပြင့်ပြီးတော့ဇက်ကုံပေါ်မှာစွန့်ကပ်လှူဒန်းနေ။ဇက်ဖွဲ့သားတွေစုပေါင်းကောင်းမှုအခုအတွက်ရည်စူပြီးတင်ကန်ထိပနဲ့ရက်နဲ့လှူဝယ်ဝတ္ထုငွေတွေလှူဒန်းကြတယ်။ဇက်သဖြင့်အဆွဲလန်းစိမ့်နဲ့မချွတ်မလွတ်နိုင်ရှာပဲတကောက်ကောက်လိုက်ပြီးတော့သူ့ကိုယ်သူဇက်သမားဘဝပုံစံနဲ့ကိုထင်ပြဘူးကက်လိုက်ပါကနေခြင်းနဲ့ ွယ်လွန်သူဆက်စရာအကိုကြီးစိန်ချစ်မြိုင်ကိုယေຊုဖိတ်ခေါ်ပြီးတော့ပရိတရားနာကအမျှဝေပေးကြတယ်။အမျှဝေတဲ့အဆုံးမှာ အာလုံးမျက်ရည်မစိန်နိုင်ကြ။အဲ့ဒီမှာဘဘရှိုက်တန်ကြီးနဲ့စိန်ချစ်မြိုင်ရဲ့လူကလေးကောင်းရသူကတိပုံငါသားတပည့်ကြီးသွားပါတော့ဘဘရုံနဲ့မလိုက်ခဲ့ပါနဲ့တာကြီးရဲ့အဲ့ဒီလိုဘဘကပြောရင်လေငိုချလိုက်စင်ပါပဲမမျော်လင့်တဲ့အတန်ကြီးတစ်ခုကိုဇက်ပွဲသားအလုံးစင်မော်ကနေနားနဲ့ဆက်ဆက်ကြားလိုက်ရတယ် ကြားလိုက်ရတဲ့အတန်ကပတ်စာခွာထားတဲ့ဆိုင်းပဝိုင်းကိုဘော်အကြီးမသည်အသေးအသေးမသည်အကြီးပတ်ချောင်ဝေပြီးတီးလိုက်တဲ့အတန်ပဲဖြစ်တယ်။တရားနာပီကြသူတွေကဇက်ခုံမော်ကနေပြီးတော့ဘသူတီးတလဲတိလို့စိန်နဲ့လှမ်းကြည့်လိုက်တဲ့အခါဆိုင်းဝိုင်းထဲမှာဘသူမှမရှိရွာသားကြီးကလည်းဒီမှာတရားနာနေတယ်။တီးသူမရှိဘဲဆိုင်းပဝိုင်းကရုပ်ချီတီးလုံးနေမိလာတာကိုအားလုံးကြားလိုက်ကြရတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးစရာ မောင်ညုံမိုင်းတန်လေးရေးသားထားတဲ့ဇက်ကုံဘောကတစင်းဆိုတဲ့ဇက်လမ်းမှာပြီးဆုံးသွားပြီဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်